မင်္ဂလာပါခင်ဗျ။အေးဒီမှာကျွေးကြည်မွေးခိုင်းရတယ်เนาะကျွန်တော်ပြထားတဲ့၅လုံးညာနှစ်ခွန်အခွေ၅လုံးညာနှစ်ခွန်အခွေအောင်သွားပါပြီ2 5တဲ့ main main ကနေကြီးအောင်သွားเนาะ main ကနေကြီးအောင်သွားတဲ့အတွက်ကျွေးကြည်မွေးခိုင်းထားတဲ့အတွက်မွေးတဲ့သူတွေကတော့ကျွေးကြည်မယ်ပေါ့ဗျာမမွေးတဲ့သူကရမှာမဟုတ်ကျွန်တော်ပြောတဲ့မူတွေဆိုတာကမူတွေဆိုတာနေတိုက်လို့မဟုတ်နေတိုက်တွေတွက်ဆိုင်တွေလို့မဟုတ်မူဆိုတာနည်းနည်း ောက်ကြရင်လည်းနောက်ကြမယ်ချက်ချင်းထွက်လာရင်လည်းထွက်လာမယ်မ90အားထွက်ပြီးတိုင်းနှစ်ခွန်35ခွေလိုက်တယ်ဒီမှာလဲခွန်တောင်းပြတ်နခွန်တောင်းပြတ်တူနေတဲ့အတွက်ခွန်တောင်းပြတ်မူအရဆရာလီပင်ကြီးရဲ့ခွန်တောင်းပြတ်မူအရလဲနှစ်ခွန်35ခွေပဲဖြစ်တယ်ငါးလုံးညာနှစ်ခွန်ဆိုအဲ့တော့မူနှမူတူနေတဲ့အတွက်ဒီနှစ်ခွန်35ခွေကိုကျန်တဲ့ 16ရက်ကနေပြီးတော့အခုဗုဒ္ဓဦးကနေပြီးတော့တောက်ကြအထိမွေးကြပါဆိုပြီးတော့နော်ကျွန်တော်မွေးခိုင်းထားတယ်မွေးခိုင်းရတဲ့အခု15ထွက်လာပြီးအောင်ပြီးတော့နော်15အောင်သွားတယ်နောက်တစ်ခုကကျွန်တော်ဒီဟိုဟာတပတ်တာကပ်ပေါ့တပတ်တာကပ်မှာလဲခွန်ပတိဆိုလဲအောင်တယ်ခွန်ပတိဆိုနှစ်ကြိမ်အောင်ထွက်သွားတယ်ခွန်9ရယ်ခွန်3ရယ်ငါးလုံးညာ break ငါးလုံးညာ break ကိုမွေးခိုင်းနေအဲ့မှာတုံညာ break က ပို့ပြီးတော့ကောင်းတယ်ဆိုပြီးတော့တုံညာ break ကိုအရင်ရွေးပေးလိုက်သေးတယ်။အဲဒီတုံညာ break ကလည်းမူရဲဆိုတာနောက်ကျတတ်တယ်လို့ကျွန်တော်ရွေးပေးတဲ့18ရက်နေရာမှာထွက်ခဲနဲ့နောက်ရက်ကျမှထွက်သွားတယ်။တုံညာ break 6အလဲနှစ်6ဖြစ်လို့ရှိရင်ဘာလာရက်လဲဆိုတာကိုကလန်နာနဲ့ရှင်းပြမယ်လို့ပြောထားတယ်နော်။အလဲနှစ်6ဖြစ်လို့ရှိရင်လေနှစ်6ဖြစ်ရင်ဘာလာတယ်လဲဆိုတော့တဲ့ အလဲနှစ်ချောက်ဖြစ်တိုင်းနဲ့အဲ့ဒီနေ့ရကနန်းဟိုနေကုန်ကနန်းကိုခွေထိုးပါတဲ့အလဲနှစ်ချောက်ဖြစ်တာအရင်တစ်ပတ်ကအလဲနှစ်ချောက်ဖြစ်ဖြစ်ထားတယ်ဟာတောက်ကြနေမှာအရင်တစ်ပတ်တောက်ကြနေမှာခွန်နှစ်6တက်ဆိုပြီးအလဲနှစ်6ဖြစ်အလဲနှစ်6ဖြစ်တာလို့ရှိရင်ဒီနေ့ကနန်းကိုခွေထိုးပါတဲ့ခွန်နှစ်6တက်ဒီကနန်းလေးလုံးကိုခွေထိုးပါ9ရက်အတွင်းဆင်းမယ်တဲ့အဲ့ဒါတရက်၂ရက်၃ရက်၄ရက်အတွင်းမှာထွက်မှာတော့ထွက်မှာတော့ တောက်ကြံနေမှာလာနိုင်တယ်ပေါ့တောက်ကြံနေမှာလာနိုင်တယ်မူတွေဆိုတာကခုနပြောတဲ့အတိုင်းပဲမူဆိုတာကချက်ချင်းစင်းရင်လည်းစင်းပဲဒါမှမဟုတ်လို့ရှိရင်နောက်ကြမှာလည်းစင်းတတ်တဲ့အတွက်ဒီတောက်ကြနေကိုလည်းထိုးရမယ်ရက်လွန်တတ်တဲ့အတွက် နောက်ထပ်ဒီ၂ရက်လောက်မှာလည်းထိုးသင့်တယ်ပေါ့တကယ်လို့ဒီ၅ရက်ကနေပြီးတော့မှ၆ရက်၇ရက်၈ရက်ထိကြော်သွားမယ်ဆိုလို့ရှိရင်တဲ့ဒီဆရာဟာရီကိန်းပြောထားတဲ့သူ့ရဲ့အာဘော်အရာ ဒီခွန်နှစ်6တအခွေရတကွက်မကောက်နှစ်ကွက်ထွက်တတ်တယ်တဲ့ဒါကလနာနဲ့စစ်ပြန်မယ်နော်နာလေးနဲ့ဒီဘက်မှာဒီမှာအလဲ6နှစ်ဖြစ်လို့ရှိရင်တဲ့အဲ့ဒီနေကနန်းကိုခွေထိုးပါတဲ့6 6 2 8ကိုခွေထိုးတော့ဒီမှာ8 9ဆိုပြီးတခါတည်းတန်းထွက်တယ်နော်8 9ဆိုပြီးအောင်တယ်ဒီမှာနှစ်ဘူးဆိုပြီးတော့လည်းကြာသေးတယ်နော်သူအဘူးပါအခွေဆိုတော့8 9 6နဲ့8ကိုခွေထိုးပါ8ဆိုပြီးထွက်တယ်2ဆိုပြီးထွက်တယ်ဒီမှာနောက်ထပ်တစ်ခု26ဆိုပြီးတော့ဖြစ်တယ်26အလဲ26ဖြစ်တဲ့အတွက်အဲ့ဒီနေ့နေကုန်ကနောင်းခွေထိုးမယ်ဆိုရင်1269ကိုခွေထိုးရမယ်ဆိုတော့ဒီမှာတရက်2ရက်တွင်းမှာ25ဆိုပြီးထွက်တယ်နော်ဒီမှာ6နဲ့ဆိုပြီးတော့2ကွက်တောင်ထွက်တယ်နော်ဒီမှာအလဲ1အလဲ26ဖြစ်တဲ့အတွက်3926ကိုခွေထိုးမယ်ဆိုတော့ ုံညာ6နှစ်5အခွေတရက်2ရက်3ရက်4ရက်မြောက်မှာလာထွက်တယ်ဒီမှာ5ဘူး3ညာ6ထွက်တယ်နော်နှစ်ကောထွက်တယ်နော်ဒီမှာတော့အလဲ2 6ဖြစ်တယ်4နှစ်6 8ကိုခွေထိုးမယ်ဒီမှာချက်ချင်းစင်းနဲ့2 6ဆိုပြီးနော်ချက်ချင်းစင်းနဲ့2 6 4နှစ်6နှစ်ခွေ2 6လို့ထွက်တယ်ဒီမှာ2 6လို့နှစ်ခါပြန်ထွက်တယ်နော်ဒီမှာအလဲ2 6ဖြစ်တယ်3ညာ2 6 8အခွေဒီဘက်မှာကြည့်မယ် ဒီဘက်မှာ3ညနှစ်68ခွေ3ညနှစ်68ခွေထွက်မသွားဘူးတရက်2ရက်3ရက်4ရက်5ရက်ဒီမထွက်ဘူးဒီမှာရက်လွန်တယ်နော်5ရက်6ရက်9ရက်10ရက်မြောက်မှာ3ညနှစ်လထွက်လာဒီဒီလေ26လေးကတော့ဒါလေးကတော့ဒီတပင်လေးကတော့နည်းနည်းရှည်လဲရှည်သွားတယ်ရက်ချင်းလင်းလွန်သွားတယ်တကွက်သေးပဲထွက်သွားတယ်မဟုတ်လားဒါလေးကတကွက်နောက်တကွက်ကတော့နည်းဝေးတယ်ပေါ့နော်ဝေးသွားတယ် ဒီဒီပင်လေးတစ်ပင်မှာပဲကျန်တဲ့ပင်ကတော့နှစ်ကွက်နှစ်ကွက်ကတ်ပြီးတော့ထွက်တယ်။ဆရာဟာဒီကိန်းပြောတဲ့အာပေါ်ရဆိုရင်သူက9ရက်အတွင်းထွက်တယ်လို့ပြောထားရဲ့။3ရက်အတွင်းထွက်ရင်တကွက်9ရက်အတွင်းထွက်ရင်နှစ်ကွက်လို့ပြောထားရဲ့ပေါ့နော်။ဒီမှာ2 6ထပ်ဖြစ်တယ်6 2 6 4။အဲ့တော့6နှစ်4အခွေပေါ့နော်6နှစ်4ခွေဒီမှာနှစ်ပူးဆိုပြီးလာထွက်တယ်နော်နှစ်ပူးဆိုတော့အလဲနှစ်6ဖြစ်ရင် ဘာထိုးရမလဲဆိုတော့အလဲနှစ်6ဖြစ်တာနဲ့သူ့ရဲ့နေကုန်ကနန်းကိုခွေထိုးရမယ်900အတွင်းသိမ်းမယ်တဲ့ကျွန်တော်တို့တောက်ကြနေမှာရက်ချင်းပြေပါတယ်တောက်ကြနေမှာတကယ်လို့ထွက်မလာခင်နောက်တစ်ပတ်အထိထိုးရမှာပါနော်ခွန်နှစ်6တက်အခွေရခွန်နှစ်6တက်ခွေရနောက်တစ်ပတ်ထိထိုးမှာပါအခုပါဝါလည်းပျောက်ထားတယ်ဆိုတော့အဲပါဝါဒီနှစ်ခုလုံးကဒီတစ်ပတ်မှာပါဝါမလာသေးဘူးဆိုတော့ခွန်နှစ်နဲ့6တက်လည်းကောင်းတယ် အပူကလည်းမလာသေးဘူးအပူဆိုလည်းဒီတည်းကပဲအပူပဲထိုးမယ်ပေါ့နော်ဒါပေမဲ့တောက်ကြနေဖြစ်တဲ့အတွက်နောက်ဆုံးနေ့ဖြစ်တဲ့အတွက်အများကြီးအော့တိုက်ပြီးတော့လုံးလို့မသင့်တော့ဘူးပေါ့နော်မူတွေဆိုတာနောက်ကျတတ်တယ်ချက်ချင်းလည်းဆင်းတယ်ဆိုတော့အထင်းလေးနဲ့ပဲပေါ့နော်အထင်းလေးနဲ့ပဲဆုပ်ပေးပါဒါနှစ်ချောက်ဖြစ်တိုင်းလာတတ်တဲ့မူလေးကိုကျွန်တော်ပြပေးတာပါနော်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးကြပါဦးနော် subscribe လုပ်ထားမှ ကျွန်တော်တင်နိုင်သိရမှာပါကျွန်တော်ဗီဒီယိုဖိုင်လေးတွေအစဉ်ပြေပြည်သလိုဗီဒီယိုဖိုင်လေးတွေနဲ့ကလန်နာလေးနဲ့ရှင်းပြပြီးတော့ပြီးပါမယ်အလုံးမှတ်ထားမှာက trust site မဟုတ်တဲ့အတွက်ဘာလို့တုံးဆိုတော့ trust site မဟုတ်တဲ့အတွက်ဒါကမူတွေဒါပြီးရင်ဒါကြတတ်တယ်ဆိုတော့အစဉ်ဖြစ်တဲ့အတွက်ဟိုရက်ချင်းကတော့အတိအကျအကန့်အသတ်နဲ့မပေးနိုင်ဘူးမနော်ဒါပေမဲ့လာကိုလာရမယ်နော်မနေ့ကပြတဲ့ ဒီ90ထွက်ပြီးရင်လာတတ်တဲ့မူရဲ့ခွန်တော်ပြည့်ဖြစ်လို့လာတတ်တဲ့မူရဲ့2039ခုလာကိုလာရမယ်ဆိုတော့ဒါအကျူးကြီးမွေးခိုင်းတာလာတယ်နော်ဒါကိုကမူရီဆိုတော့စိတ်ရှည်တဲ့ဘုပဲလို့ရနော်စိတ်တော်ရှည်ရမယ်အဲ့ကြောင့်ခွန်နဲ့ချောက်တဲ့ခွေကိုစိတ်ရှည်ရှည်မွေးပါတကယ်လို့စောင့်ကြည့်မယ်ဆိုရင်လည်းတောက်ကြံတွေကိုမထိုးဘဲနဲ့စောင့်ကြည့်လိုက်စောင့်ကြည့်ပြီးလို့ရှိရင်နောက်တစ်ပတ်ကျရင်ဒီကောင်အော်တော့ဒီကောင်ဝေကနေထားပြီးတော့အော်လို့ရပါနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲခင်ဗျာ